Hello guys အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့ AI ရဲ့လေးမှာ Hermo Organic Fiber ကိုတွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ် channel မှာဆိုရင်အပင်တွေနဲ့တအားကိုစိတ်လန်းစုပြေပြီးတော့အရန်ကိုနေလို့ကောင်းပါတယ်မြို့ကြီးပြည်ကြီးတွေထက်စာရင်ကျွန်တော်ဒီလိုမျိုးအပင်တွေများတဲ့နေရာလေးပို့ပြီးတော့သဘောကျပါတယ် နောက်ပြီးတော့ဒီနေ့မှလည်းကျွန်တော်ဒီ hormone ကစီစဉ်ပေးတဲ့ training လေးတက်ဖြစ်ပါတယ် training မှာသင်ကြားပေးလိုက်တာတွေကတော့တကယ်လို့ကိုယ့်ရဲ့ channel တွေထဲမှာကိုစိုက်ပျိုးရေးတွေလောက်တဲ့အခါမှာဘယ်လိုဒီဇိုင်းတွေနဲ့လုပ်မလဲဆိုတဲ့အကြောင်းတွေကိုသင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီ training ကိုတက်လိုက်ခြင်းအဖြစ်လဲကျွန်တော်အတွက်အများကြီးဘုံတူတန်ရစေခဲ့ပါတယ်သူတို့ဟမ်မြင်းနဲ့ဆောက်ထားတယ်ဟုတ် မတီကန်ဒီကောင်မွေထားတဲ့ကန်ပါမွေထားလဲဒီကောင်အော်ဒီကောင်မွေထားလားဒီကောင်ဒီချင်းမျိုးစားထုတ်ဖို့လေဟုတ်လားโอเคဒီကောင်အဲ့ဒီဒီကောင်ပြန်သုံးတာလားဒီဒီဒီထဲကမွေထားမယ်ပြီးရင်သူတို့မှစားပြီးတော့ထွက်လာတဲ့ချီးကိုဟိုဒီချီးထဲပြန်ထည့်အော်ဒီချင်းမျိုးစားဒီကောင်ရဲ့ချီကိုမျိုးစားဖြစ်ပြန်တော့ရဲ့ဟုတ်တယ်ဟုတ်ကဲ့အင်းဒီကောင်အကောင်ပေါက်ဒီကောင် ဟုတ်ပါမှာဟိုအဲ့ဒီဒီကောင်ကဒီကောင်ကကဲတတ်တဲ့ဒီကောင်ရားလို့ဒီကောင်ဒီကောင်ကအဲ့ဒါကဒီအပြင်ကဒီကောင်အဲ့လိုမျိုးလားအင်းမဟုတ်အဖရိကန်တော့အော်သူတို့မျိုးနဲ့လားဒီလိုဒီကောင်ပါဒါတော့ဒီရဆောက်ဒီရဆောက်တွေကိုစုဆောင်းထားနေတာဒီလိုကြွေးဖို့ဖြစ်ပါဒီကောင်ဘွတ် ဟုတ်တီကောင်တွေလည်းသူတို့ပြန်ကျွေးသူတို့အစာတီးတန်းရှိတယ်ဟုတ်တယ်อืม free combo free combo อืม no ashi ye ဒီတော့ချော်လေဟိုကချင်းထဲကဖတ်လာတယ်ဒီစီအစိမ့်ပေါ့အဲရောတုံးထက်ရောပြမဟိုတပတ်တစ်ခါလန်သေးတယ်အင်းအဲ့ဒါဆွေးတော့အမေဆွေးတော့ကမိုက်တယ်ဟိုသူတို့စပါးစိုက်တာဘာလဲဘာလဲဒီဘက်ဖြတ်သွားလို့ရတယ်

ဒီနေ့တင်ထမ်းမှာလည်းတငယ်ချင်းအစ်စ်တွေအများကြီးရခဲ့တယ်လို့အတွေ့အကြုံကောင်းတွေလည်းအများကြီးရရှိခဲ့ပါတယ်။ mình nghe mình nghe Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ဒါကတော့ training မှာသင်ပေးတဲ့တကယ်လို့ကိုယ့်ရဲ့ channel မှာ garden map ဖြစ်ဒီတခြားသောဟာတွေစိတ်ပြိုးနေတာပဲဖြစ်ဘလို့ design နဲ့စိတ်ပြိုးမလဲဆိုတဲ့အကြောင်းအရာတွေကိုလက်တွေ့သင်ကြားပေးကြတာပဲဖြစ်ပါတယ် ီနေ့တည့်တာကတော့အရန်ကိုလှလပ်ပေါပါပြီးတော့ပျော်ရွှင်ခဲ့ရပါတယ်အခုကျွန်တော် flow ကိုကြည့်ရှုပေးကြတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ် flow တွေမှာလည်းဘယ်လိုမျိုးတင်ဆက်ပေးအောင်မလဲဆိုတာကတော့စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။